မင်္ဂလာပါခင်ဗျာညီငယ်လေးတယောက်ကအကူရိုက်တဲ့အဲကျင်းနေတဲ့မှာတကျင်းလောက်ကို vlog လေးရိုက်ပြပါဆိုပြီးပြောထားဘူးလေကျွန်တော်လည်းရိုက်ပေးမယ်လို့ပြောထားပြီးတော့မှမရိုက်ဖြစ်ခဲ့ဘူးပေါ့ခင်ဗျာအဲ့ဒါနဲ့ဒီနေ့ Parfujin Star City ရဲ့ Parfujin ကိုကျွန်တော်တွားရိုက်ပါတယ်အဲ့ဒီမှာကျွန်တော် T-shirt ရိုက်ပြီးတဲ့အခါမှာ second shot ကအဲ fairway ထဲမှာ embedded ball ဖြစ်သွားတယ် plug ball ဖြစ်သွားတယ်ပေါ့ဗျာကျွန်တော် driver အမြင့်ကြီးကနေမြောက်ကျတတ်တယ်အဲ့ဒါကြောင့် plug ဖြစ်တာများတယ် ဲ့တော့ကျွန်တော် embedded policy မြင်တိုင်း follow ရဲ့နောက်တက်တဲ့ right behind က reference point ဖြစ်ပါတယ်အဲ့ဒီကနေဘယ်ညာနောက်ဒုတိယအတွင်းမှာကျွန်တော် free draw ရပါတယ်အဲ့တော့ free draw ကကျွန်တော် god out ထဲမှာပတ်တာလွဲလို့အရှိဆုံးဒုံးနဲ့ကျွန်တော်ဆိုတော့ driver ပေါ့ဗျာ driver နဲ့တိုင်းနေတိုင်းပြီးတော့စနစ်တကျလေး draw ချလိုက်ပါတယ် draw ချလိုက်တာက relief area တွေမှာပဲကြာတယ်အဲ6ရောက်တိဘာတွေကိုလဲ ထိပြီးတော့မှမြေကြီးထိတာမဟုတ်တော့ကျွန်တော် draw อ่ะ in play ဖြစ်တယ်ပေါ့ဗျာအဲ in play ဖြစ်တဲ့အဲ့ဘောက in play ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီ marker လေးတွေကိုနှုတ်နှုတ်ပြီးတော့54နဲ့ကျွန်တော်အဲ guide 80လောက်80လောက်ကျန်တာကိုရိုက်လိုက်တယ်ရိုက်တော့မအောင်ဘူးဗျာကျွန်တော်ကတော့အုံမဲ့ထင်တာမအောင်မရောက်သွားဘူးလူသွားတယ်ကိုက်နည်းနည်းလူသွားလူသွားတော့ဘန်ကာရဲ့အနောက်ထဲမှာသွားကြတယ် ဘန်ကနောက်ထဲမှာသွားကြတော့ဘန်ကကိုကြော်ပြီးတော့အဲထောက်ကွက်ကလည်းတိတ်မရှိဘူးဒါပေမဲ့နည်းနည်း risk များတာပေါ့လေရရမှာဒါပေမဲ့ကျွန်တော်ကလည်းဘက်တင်လည်းမပါပြိုင်ပွဲလည်းမဟုတ်တယောက်ထဲရိုက်တာဆိုတော့ pressure မရှိဘူးပေါ့ဗျာအဲကျွန်တော်ချစ်ပင်ရိုက်လိုက်တယ်ချစ်ပင်ရိုက်လိုက်တာရုပ်ကြီးကရုပ်ပြစင်းပြနဲ့ swing ရပုံပြပန်ပြဖြစ်ပြီးမှ on သွားတယ်ပေါ့အဲ့ဒါနဲ့ on သွားတဲ့ဘောလုံးကအဲပန်နဲ့ဆိုရင် တကိုက်ခွဲလောက်ပဲရှိမှာအဲတကိုက်တကိုက်ခွဲလောက်ပဲရှိမှာဒီနေရာမှာဘောမကနဲ့ဘောလုံးမှတ်ပုံလေးပြောပြောချင်ပါတယ်ဘောမကမှတ်ပြီးတော့မှဘောလုံးကောက်တယ်ဘောလုံးကောက်ပြီးတော့မှဘောလုံးဘောမကရှိမှပြန်ချတယ်ချပြီးတော့မှမကဖယ်တယ်ပေါ့အဲ့ဒီနေရာမှာအဲစီမင်းလေးမျှဝေချင်တာဘောမကမမှတ်ပဲနဲ့ဘောလုံးကောက်လိုက်ရင်လည်းပြစ်တဲ့တစ်ချက်ထိသလိုအဲဘောမကရှိမှာ ဘောလုံးချဘောမကဖြုတ်ပြီးမှအလိုက်မန်းပြန်ချိန်ရင်လည်းပြစ်ဒဏ်တစ်ချက်ထိပါတယ်။မြည်သည့်ချိန်မှမဆိုမကမမှတ်ပဲနဲ့ဘောလုံးကိုကောက်ကောက်ယူခွင့်မရှိပါဘူး။ကျေးဇူးတင်ပါတယ်ခင်ဗျာ။